ဖေဖော်ဝါရီလ၁ရက်နေ့ကစတင်ပြီးကရင်ပြည်နယ်ဖအံမြို့လမ်းတွေပေါ်ကလိုင်းစင်မဲ့ရင်တွေကိုဖမ်းဆီးသိမ်းဆီးသွားမယ်လို့မြောက်ရီခရိုင်ရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးမိုးညိုကပြောပါရယ်ဒေါခင်မင်းစောပြောပို့ထားတာပါခင်ဗျာအာဆီယံစီးပွားရေးတိုင်ဝင်တဲ့ကထိုင်းမြန်မာအိန္ဒိယလမ်းကြောင်းထဲမှာရှိတဲ့အာဆီယံလမ်းမှာဒီမှာတရားဥပဒေစိုးမိုးရေးရရှိသည်ဖို့ပထမအဆင့်နေနဲ့ကရင်ပြည်နယ်အတွင်းဖအံမြို့နယ်တွေကလိုင်းစင်မဲ့ရင်တွေကို ဖမ်းဆီးသွားမှာဖြစ်သလိုလာရောက်အနေနဲ့လည်းလက်ခံမယ်လို့ပြောကြားခဲ့ပါတယ်။အဲ့တော့ဒီလမ်းကြောင်းပေါ်မှာရှိနေတဲ့ကျွန်တော်တို့အဓိကဖမ်းမြောက်ဒီကော့ဂရိတ်ဒီပို့ပြီးတော့မှဒါအရေးကြီးပါတယ်။အဲ့တော့သူများနိုင်ငံတွေကစီးနေကန်းနဲ့တွားနေရတဲ့အခါမှာကျွန်တော်တို့နိုင်ငံကလည်းစီးနေကန်းနဲ့ဒါဒုရုပုံပဲလိုက်ပါဆောင်ရွက်ရမှာဖြစ်ပါတယ်။အဲဒါအတွက်ကြောင့်မို့လို့ဒါကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ စီဝေးရဲ့ဆုံးဖြတ်ချက်တွေအရာဆွေးနွေးချက်တွေအရာဆိုလို့ရှိရင်ဒီဖေဖော်ဝါရီလ1ရက်နေ့မှာဖအံမြို့ပေါ်လမ်းပေါ်မှာရှိတဲ့နိုင်စင်မဲ့ရင်တွေကိုစတင်ပြီးတော့မှဖန်စီသိန်းစီဒါအပ်မယ်ဆိုရင်လည်းအားခံမှာဖြစ်ပါတယ်အဲနောက်ဒုတိယအဆင့်ကျလို့ရှိရင်တော့ကျွန်တော်တို့ဒါအချိန်တော့တတ်မှတ်တာတော့မရှိသေးပါဘူးကော်ဂရိတ်တို့မြောက်ရီတို့ဒီမြို့ပေါ်မှာပဲလမ်းပေါ်မှာပဲတွေ့ရတယ်ဟုတ်လားသိန်းစီဖန်စီကို အစီအစဉ်ရှိပါတယ်ပြည်သူလူထုတွေအနေနဲ့ဖက်တီတိတ်တိခံထားတဲ့ရင်တွေကိုဥပဒေပေါင်းတွေကလင်းလင်းပြဲလဲရှောက်ထားတဲ့အခါဦးစားပေးဆောင်ရွက်ပေးဖို့အစီအစဉ်ရှိပေမဲ့လိုက်စင်မဲ့ရင်တွေကိုပြည်내အစီအစဉ်တွေနဲ့တိကျကင်းလွတ်ခွင့်ပေးတာလိုက်စင်လုပ်ပေးတာမျိုးတော့မရှိဘူးလို့ပြောပါတယ်။အဓိကကတော့ဟိုလိုင်စင်မရှိတဲ့လူတွေအနေနဲ့လိုင်စင်ရှိအောင်အဲ့တော့အထူးသဖြင့်ကျွန်တော်တို့ဒီကင်းပြည်내မှာအများစုဒီ လိုင်စင်ကလည်းရင်ကလည်းလိုင်စင်မရှိဘူးလူကလည်းလိုင်စင်မရှိဘူးအဲ့တော့လိုင်စင်မရှိတဲ့ဖြစ်တဲ့အခါကျတော့ရင်စည်းကမ်းလိုင်စင်ကိုမလိုက်တာရင်စည်းကမ်းလိုင်စင်ကမလိုက်တဲ့အခါကျတော့ခုနကနောက်ဆက်တွဲကျွန်တော်ရင်တိုက်ခိုက်မှုတွေဖြစ်တယ်လူတွေတေဆုံးနေဒဏ်ရရတယ်အဲ့တော့ငွေကြေးဆုံးရုံးမှုတွေများပါတယ်ကျွန်တော်တို့ကဒါကမဖြစ်ခင်မှာဒါဆောင်ရွက်တဲ့ပြည်သူလူထုအနေနဲ့ခုနကဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးမှုအတွက်ဒါအဓိကလူလားကောင်းတာနေတဲ့ဒါပြည်သူအများရဲ့ဒါဆန္ဒလည်းဖြစ်ပါတယ်။မြရီခရိုင်တို့မှာမော်တော်ယာဉ်တွေစီးကဲလိုက်နာမှုနဲ့ပါတာကြောင့်2015ခုနှစ်အတွင်းမှာမြေတိုက်မှုပေါင်း1135မှုဖြစ်ပွားခဲ့ပြီး38ဦးသေဆုံးက195ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်းထုတ်ပြန်ကြေညာထားပါတယ်။ဒီမှာဖြင်းပြဆိုပါရှင်။